တရင်မရသမျှအလုံးမဲ့မင်္ဂလာပါခင်ဗျာကျွန်တော်တို့ကြည်စက်တရင် channel မှာဒီကနေ့နောက်ဆုံးရတရင်များကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်တရင်တင်ဆက်မှုလေးမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တင်ဆက်မှုလေးကိုသုံးတီကြည့်ရှုနားဆင်ပေးဖို့မြစ်တိုက်ရက်ကန်အပ်ပါရခင်ဗျာအခုတကပထမအဦးဆုံးနေနဲ့တင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဆေးရနာတင်ထားတဲ့မြန်မာနိုင်ငံကိုကဘာဘက်ကထောက်ပံ့ငွေနဲ့ချင်းငွေများမပေးရင် နော်နီယိုဘာမာဖောင်းအက်ကိုအမေရိကန်အောက်လွှတ်တော်ကအတိပြုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ဆေးရနာတင်ထားတဲ့မြန်မာနိုင်ငံသူဟုတ်ကဲ့ကဘာပန်းကထောက်ပန်းငွေနဲ့ချင်းငွေများမပေးရေးနော်နီယိုဘာမာဖောင်းအက်ကိုအမေရိကန်အောက်လွှတ်တော်ကအတိပြုလိုက်တယ်လို့သိရပါတယ်။ယမန်နေ့ဒီဇင်ဘာလ10ရက်နေ့မှာအမေရိကန်အောက်လွှတ်တော်ကမြန်မာနိုင်ငံသူရမုံငွေအစ်စ်မပေးရေးဥပဒေနယူဘာမာဖောင်းအက်ကိုအတိပြုလိုက်ခြင်းဖြစ်ပြီးတော့ထောက်ကမဲ့385မဲနဲ့ ဂန်ခွမ်းမဲ့သူမရှိဒီပြုတ်လိုက်ကြောင်းအစိုးရဥပဒေမူကြမ်းကိုလော့တော့အမတ်နီကီမာဝီလီယပ်စ်ကတင်သွင်းခဲ့တာဖြစ်တယ်လို့သိရပါတယ်မြန်မာနိုင်ငံတို့ရမုံငွေအစ်စ်မပေးရေးဥပဒေလို့အမိတက်ထားတဲ့အစိုးရဥပဒေမှာလက်ရှိကဘာပံကဆေးရနာတင်ထားတဲ့မြန်မာနိုင်ငံတို့ငွေချေးထောက်ပံ့မှုတွေကိုရပ်ဆိုင်းရန်ယူဝဲထားကြောင်းအဓိကယူဝဲချက်ဟာနိုင်ငံတကာပြန်လည်တိဆောက်ရေးနဲ့ဖွံ့ဖြိုးတိုးတက်ရေးဗမာတစ်ဆင့်မြန်မာနိုင်ငံတို့ငွေကြေးဆိုင်ရာကတိကဝတ်အစ်စ်များဒုမဟုတ်ငွေပေးချေမှုအစ်စ်များမှာ အမေရိကန်ပြည်ထောင်စုပါဝင်ခြင်းမရှိစေရတားဆီးရန်ဖြစ်ကြောင်းထိုကဲ့သို့ရမုံဝေရဆိုင်မှုမှာ2021မှာဒီမိုကရေစီနှိကျရွေးချယ်တင်မြှောက်ထားတဲ့အစိုးရကိုဖျောက်ချကစတမ်းမအာနာတင်ခဲ့မှုကိုတန်ခတ်အရေးယူတာဖြစ်တယ်လို့သိရပါတယ်အစိုးရဥပဒေအရအမေရိကန်ဗဏ္ဍာရေးဝန်ကြီးအနေနဲ့ကမ္ဘာသားမှာရှိတဲ့အမေရိကန်အမှုဆောင်ဒါရိုက်တာကိုမြန်မာနိုင်ငံတို့ရမုံဝေပံ့ပိုးမှုတွေကိုဓာမြင့်ရန်ညွှန်ကြားခွင့်အနှင်းထားကြောင်းအစိုးရဥပဒေကြောင့်မြန်မာနိုင်ငံအနေနဲ့ကမ္ဘာပန်းထံမှချင်းငွေ ဒုမဟုတ်ထောက်ပံ့ငွေများရရှိမှာမဟုတ်ပဲနဲ့အဲဒီလိုနိုင်ငံတကာရန်ပုံငွေများကိုဆိုင်းငံ့ထားခြင်းဖြင့်စက်တန်းနေတဲ့ဒီမိုကရေစီကိုပြန်လည်ဖော်ဆောင်ရန်ဖိအားပေးခြင်းဖြစ်ကြောင်းနိုင်ငံတကာဗန္ဓာရေးအရေးမြစ်တွေကိုမြန်မာစက်တပ်ထံသို့မရောက်ရှိရန်ရည်ရွယ်ကြောင်းသိရပါတယ်။ဒါပြင်အမေရိကန်အောက်လွှတ်တော်အမတ်တအူးကအခုစက်တပ်ကအာဏာတရားမဝင်ဒိန်းယူခဲ့တာ၅နှစ်နေပါရှိလာတာနဲ့များမြန်မာနိုင်ငံမှာမငြိမ်သက်မှုတွေလွှမ်းမိုးထားပါတယ်။မြန်မာဆက်ရနာရှင်ကြောင်းဖြစ်ပွားခဲ့တယ်။ နိုင်ငံတကာဗန်နာရေးအဖွဲ့အစည်းများမှရန်မုံငွေတွေကိုတာဝန်ယူစွာတင်ဆက်ထားဖို့ဒါမှမဟုတ်အကူအညီတွေကိုအလိုအပ်ဆုံးသောအဖွဲ့အစည်းများထံပေးဖို့စတက်ကိုယုံကြည်လို့မရပါဘူးလို့ပြောဆိုပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းနဲ့တရင်ကတော့မြဟာရီမျိုးနယ်တိုက်ပွဲများတွင်မြန်မာဘက်မှဖြစ်ခဲ့တဲ့ကြီးများထိုင်းနိုင်ငံတွင်းသို့ကြားရောက်ပြီးတော့အသက်69နှစ်ထိုင်းနိုင်ငံသူတအူထိခိုက်ဒဏ်ရာရကကြီးများမကြာခဏကြားရောက်နေမှုကြောင့် မြန်မာဘက်ကိုထိုင်းစစ်တပ်ကတရားဝင်ကန့်ကွက်စာပေးပို့တဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ KNB နဲ့မြားရီမြို့နယ်မင်းလက်ပန့်ကြီးဝအနီးတိုက်ပွဲများအတွင်းမှာမြန်မာဘက်ကပြစ်ခတ်တဲ့ကြီးများထိုင်းနိုင်ငံတွင်းသို့ကြားရောက်ပြီးအသက်69နှစ်နဲ့ထိုင်းနိုင်ငံသူတဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ထိုင်းစစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။ယမန်နေ့ဒီဇင်ဘာလ၁ရက်နေ့ည9:35မိနစ်အချိန်မှာမြန်မာနိုင်ငံဘက်ကဖြစ်လိုက်တဲ့လက်နက်ကြီးကြီးစံကထိုင်းနိုင်ငံမဲဆောက်မျိုးပတ်ချမ်းမာရှိတဲ့ဂျေးဝါတွင်းသို့ကြားရောက်ပြီ အသက်69နှစ်အရွယ်ထိုင်းနိုင်ငံသူအမျိုးသမီးကြီးရဲ့ဘယ်ဘက်ခြေထောက်ကိုထိမှန်တန်ရာရရှိခဲ့ကြောင်းအရင်နောက်ထိုင်းရနာပိုင်များကဒီထိမှန်တန်ရာရရှိတဲ့ထိုင်းမျိုးသမီးကြီးကိုသွားရောက်ကြည့်ရှုပြီးတော့မဲဆောက်စေယုံတို့တင်ပို့ခဲ့တယ်လို့သိရပါတယ်အဆိုပါဖြစ်ဆက်နဲ့ပတ်သက်ပြီးတော့ထိုင်းစစ်တပ်ကမြန်မာဘက်ကျန်းသူတရားဝင်ကန်ခွက်စွာပြေးပို့လိုက်ပြီးထိုင်းမြန်မာနယ်စပ်တခြားမှာလုံခြုံရေးပို့မှုတင်းကျပ်ထားတယ်လို့သိရပါတယ်ဒါပြန်ပြီးခဲ့တဲ့နိုဝင်ဘာလ30ရက်နေ့ကလည်းမြ ாவ ရီမျိုးနဲ့မင်းလက်ပံအနီးတို့စတက်ကလုံရင်းနဲ့စကြောင်းထိုးလာခဲ့ကြောင်း မြေပြင်စတက်စကြောင်းကို KK ပတ်အတွဲမှာစတက်ကလကောင်းမြားရီမျိုးဆောင်တက်2005ကလကောင်းလက်နက်ကြီးများနဲ့ပြစ်ကူပေးခဲ့ကြောင်းအဲဒီလိုမြန်မာစတက်ကပြစ်ခတ်တဲ့လက်နက်ကြီးကြီးများဟာထိုင်းနိုင်ငံအတွင်းသို့ကြားရောက်ခဲ့ပြီးတော့မြန်မာရွှေပြောင်းအလုံသမားနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းနိုဝင်ဘာလ30ရက်နေ့ညပိုင်းကလည်းမြန်မာစတက်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးများဟာထိုင်းနိုင်ငံဘက်သို့ထပ်မံကြားရောက်လာတာကြောင်းထိုင်းစစ်တပ်ကတရီဘေးမိကြီးများနဲ့မြန်မာဘက်သို့ဖောက်ခွဲပစ်ခတ်ခဲ့တယ်လို့သိရပါတယ် အဲလိုနိုဝင်ဘာလ30ရက်နေ့မှာထိုင်းနိုင်ငံဘက်သို့မြန်မာဘက်ကဖြစ်ကတ်တဲ့လက်နက်ကြီးကြားရောက်ပြီးတဲ့နောက်တောင်ရင်မြစ်ကိုဖျက်ကူးတဲ့နယ်စကိတ်တွေအားလုံးကိုထိုင်းနိုင်ငံများကခုနှစ်ရက်တိတိပိတ်ပင်လိုက်တယ်လို့ဒီဇင်ဘာလ10ရက်နေ့မှာထိုင်းစစ်တပ်ကတရားဝင်ကြေညာချက်ထုတ်ပြန်ပါတယ်။နောက်ထပ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တရင်ကတော့နန်စီတရံဝန်ထမ်းများအနေနဲ့စတက်နဲ့တဟားစာတာဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုဇန္နာမဲပေးရွေးချယ်ရန်မယောင်းလင်ကပေါ်ပေါ်တင်တင်ဖိအားပေးလာပြီးတော့ ဝင်ကြီးဌာနတွေမှာကျန်းဖော့ပါတီကိုသာမဲပေးရမယ်လို့နှုံးမိတ်ညွှန်ကြားမှုတွေရှိလာတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။လက်ရှိမှာစက်တကပြုလုပ်မဲ့ရွေးကောက်ပွဲမှာနန်စီတရံဝန်ထမ်းများအနေနဲ့စက်တနဲ့တဟဆာတာ ဖြစ်စွာလက်တွဲဆောင်ရွက်နိုင်သူများကိုဆန္ဒမဲပေးရွေးချယ်ရန်လိုအပ်တယ်လို့မင်းအောင်လင်ကပေါ်ပေါ်တည်တည်ဖိအားပေးပြောဆိုပါတယ်။ယမန်နေ့ကပြည်ဦးလွင်တက္ကသိုလ်ဇီးပင်းကြီးမှာရှိတဲ့နိုင်ငံဝန်ထမ်းတက္ကသိုလ်ထမ်းမြတ်မှပြီးရဲရရှိလေ့ကျင့်ရေးကြောင့်ဇီးပင်းကြီးနဲ့ဘိုးမီတက်တင်တန်းကြောင့်ပြည်ဦးလွင်တို့မှာ နေပြရရှိတွေနဲ့တင်နန်းသားတင်နန်းသူများကိုတွဲส่งစဉ်မင်းအောင်လင်ကအဲ့လိုတရားဝင် ပေါ်ပေါ်တင်တင်ဖိအားပေးပြောဆိုလာတာဖြစ်ပါလိမ့်တင်နန်းသားတင်နန်းသူတွေအနေနဲ့စာနာမဲတွေပေးရမှာတိုင်းပြည်နဲ့ဒေတာအချိုးကိုဆောင်ရနိုင်တဲ့သူဒေါတာဝင် ရေးသုံးပါးကိုလိုက်နာဆောင်ထိန်းနိုင်သူစတက်ကနိုင်ငံတော်တည်ရှိနေတဲ့ဝေးတည်ရှိနေမဲ့ခိုင်မာဆုံးသောဖွဲ့စည်း institution ဖြစ်တာကြောင့်စတက်နဲ့တဟားစာတာဖြစ်စွာလက်တွဲဆောင်ရနိုင်မဲ့သူတွေကိုရွေးချယ်ပြီးဆန္ဒမဲပေးရန်လိုတယ်လို့မင်းအောင်လင်ကဆိုပါတယ် ဒါပြင်မရောက်နိုင်ကနိုင်ငံဝန်ထမ်းများအနေနဲ့ဒဆိုင်ရမိမိတို့တာဝန်များအလိုက်ဆက်လက်တာဝန်ထမ်းဆောင်ရခြင်းဖြစ်ကြောင်းနိုင်ငံရေးမှာအာဏာရပါတီအလိုက်အစိုးရအဖွဲ့လိုက်မူဝါဒများကွဲပြားသွားမှာဖြစ်ပေမဲ့လေရုံးထနာတွေအနေနဲ့ကတော့ပြောင်းလဲမှုရှိမှာမဟုတ်ကြောင်းနိုင်ငံတော်မှာဖြစ်ပေါ်ကြုံတွေ့ခဲ့ရတဲ့နိုင်ငံရေးဖြစ်ပေါ်ပြောင်းလဲမှုအခက်အခဲတွေအခြေအသေးတွေကိုစက်တကပဲဦးဆောင်ပြီးဖြေရှင်းခဲ့ရကြောင်းနိုင်ငံတော်မှာကြုံတွေ့ခဲ့ရတဲ့တမိုင်းကြောင်းများကိုမှန်မှန်ကန်ကန်လေ့လာသိရှိနားလည်ရန်လိုတယ်လို့ဆက်လက်ပြောပါတယ် ဒါပြင်မြန်မာနိုင်ငံနေနဲ့ပထဝီအနေထားရအင်အားကြီးနိုင်ငံကြီးနှစ်ခုကြားမှာတည်ရှိနေပြီးတော့ရှုပ်ထွေးတဲ့နိုင်ငံရေးတမိုင်းကြောင်းနောက်ခံများလည်းရှိကြောင်းအရှိနဲ့အနောက်ရဲ့မတူညီတဲ့သဘောတဘာဝတွေပြည်တွင်းလက်နက်ကင်ပြည်ပခါတွေနိုင်ငံရေးရာတည်ငြိမ်မှုရရှိရန်လိုအပ်နေမှုတွေကိုတည်ငြိမ်မှုမရှိအောင်ထိန်းသိမ်းဆောင်ရွက်နိုင်ခြင်းမရှိပါကနိုင်ငံပြိုကွဲမဲ့အခြေအနေများနဲ့ကြုံတွေ့ရနိုင်ကြောင်း2020ပြည့်နှစ်ပါတီစုံဒီမိုကရေစီထွေထွေရွေးကောက်ပွဲမှာမေမထမမှုတွေဖြစ်ပွားခဲ့တဲ့ချိန် မှာ ဥပဒေနဲ့အညီဖြည့်ရှင်မှုတွေဆောင်ရွက်ပေးခဲ့ခြင်းမရှိတာကြောင့်စတန်အနေနဲ့ဖွဲ့စည်းပုံအခြေခံဥပဒေ2008ခုနဲ့အညီနိုင်ငံတော်ဝင်များကိုထမ်းဆောင်ခဲ့ရတာဖြစ်တယ်လို့လည်းမင်းအောင်လှိုင်ကပြောဆိုပြန်ပါတယ်။လာမယ့်ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမယ့်ရွေးကောက်ပွဲတွင်ရပောင်26ရက်တာလိုတော့တဲ့ချိန်မှာအာနာတိန်အချမ်းပတ်စစ်ကောင်းဆောင်မင်းအောင်လှိုင်ကအရင်လိုစတက်နဲ့လက်တွဲနိုင်တဲ့သူတွေကိုမဲပေးရွေးချယ်ရမယ်လို့ဖိအားပေးနေတဲ့ပြင်နေပြည်တော်နဲ့နိုင်ငံတော်ဝန်လုံးမှရှိတဲ့ဝန်ထမ်းများနဲ့မိသားစုတွေကို စတက်လောက်ခန့်ဂျမ်ဖော့ပါတီကိုသာဆန္ဒမဲပေးဖို့နှုံမိန်နဲ့ညွန်ကြားမှုတွေလှုံ့ဆော်လာတယ်လို့လည်းနေပြည်တော်မှာရှိတဲ့ဝန်ထမ်းသတင်းရင်းမြစ်တွေကပြောပါတယ်။ဆက်လက်ပြီးထပ်မံတင်ဆက်ပေးခြင်းတဲ့သတင်းကတော့မိုးကုန်းနဲ့မိုးမိတ်ကိုစတက်ထံပြန်ပေးလိုက်ရမှုကြောင့်မင်းနာသူများကိုတောင်းပန်ပေးမယ်လေ။ဆဲလိုသူတွေကိုတော့နာနာပြီးတော့ဆဲကြရတဲ့မိုးကုန်းကိုပြန်လဲသိမ်းယူမှုကိုမြင်တွေ့လို့တယ်လို့ DNL မှာဗိုလ်ချုပ်တပ်ဖုံးကျော်ပြောဆိုတဲ့သတင်းကိုတင်ဆက်ပေးကြပါမယ်။ တဆယ်နှစ်ခုဆက်စပ်ရေးအတွက်မှာဒိမ့်ပိုက်ထားတဲ့မိုးကုန်းနဲ့မုံမိတ်တို့ကိုအကြံပတ်စတက်ထံပြန်ပေးလိုက်ရမှုကြောင့်နင်းနာသူများကိုတောင်းပန်ပေးမယ်လေဆဲလို့သူများကိုတော့နာနာပြီးတော့ဆဲကြရတဲ့မိုးကုန်းကိုပြန်လဲသိမ်းယူမှုကိုမြင်တွေ့လို့ရတယ်လို့တောင်းတရနယ်လီမှာဘိုးချုပ်တဖုံးကျော်ကလူမှုကွန်ရက်မှာတဆင့်ထုတ်ပေါ်ပြောဆိုပါတယ်ပြီးခဲ့တဲ့အော်တိုဘာလ29ရက်နေ့မှာတရုတ်ရဲ့ဂျာဝင်စစ်စစ်မှုနဲ့ DNL နဲ့စတက်တို့ကြားအပြစ်ခတ်ရက်ဆက်ခဲ့ပြီး မော်ခုံးနဲ့မော်မိန်မျိုးတွေကိုစတက်ထန်တို့ပြန်လဲလွှဲပြောင်းပေးရန်သဘောတူညီခဲ့ကြအောင်အဲဒီနောက်နိုဝင်ဘာလ29ရက်နေ့မှာမော်ခုံးမျိုးအတွင်းတို့အချမ်းဘတ်စတက်ကဝင်ရောက်လာခဲ့ကြအောင်အဲဒီလိုမော်ခုံးနဲ့မော်မိန်မျိုးတွေကိုပြန်လဲပေးရလိုက်ရမှုတော့နင်းနာသူများကိုတောင်းပန်ကြအောင်တို့ရမှာမော်ခုံးမျိုးဟာတောင်းပြည်နယ်အတွင်းပြန်ပါရေးဂျိုပန်းရမှာဖြစ်ပြီးတော့မော်ခုံးမျိုးဟာနှစ်ပေါင်းထောင်ချီကလေးကတောင်းလူမျိုးတို့တဲလာတဲ့မျိုးဖြစ်တယ်လို့၎င်းကဆိုပါတယ်ပထမဆုံးတကယ်ဘေးဆက်နင်းနာသူတွေကိုတောင်းပန်ကြပါတယ် ရင်ထဲကနေလိုက်လိုက်လဲလဲနာကျင်ရတာမို့အနူးညော့တောင်းပန်ပါတယ်။တောင်းနိုင်ငံရေးရဲ့ဘန်းနိုင်တကူဟာမိုးကုံမြို့ကိုတောင်းပြည်နယ်ရဲ့ပြန်ပအောင်ဂျိုးပန်းရေးဖြစ်ပါတယ်။ရေရက်ကဲနှစ်ပေါင်းထောင်ချီကလေးကတောင်းလူမျိုးတို့တဲလာတဲ့မိုးကုံဟာတောင်းလူမျိုးတွေလက်ထဲပြန်ရောက်ရမယ်လို့ရည်မှန်းထားပါတယ်။အခုတော့လက်ထဲကိုရောက်တဲ့ဂိမ်းမုံကို မစားရပဲပုတ်ချခံလိုက်ရတယ်လို့မျိုးအသေးကွဲရပါတယ်။ဂံမကုံသိရင်တော့ဂျိုးသားသူတွေအတွက်ရားလက်ရှိစမြဲလို့ယုံကြည်ပါတယ်လို့ဒီအန်နယ်လီမှာဘိုးချုပ်တပ်ဖုံးကျော်ကဆိုပါတယ်။ ဒါပြင်မိုးကုန်းနဲ့မော်မင်းမျိုးတွေကိုစတက်ထန့်သူပြန်လဲပေးရတဲ့တော်၎င်းတို့ကိုသစ္စာဖောက်လို့ပြောနေသူများကိုတေချာပြန်လဲသုံးသက်စေခြင်းကြောင့်နယ်ဦးတော်လိုင်းရေမှာဆယ်နှစ်ကျော်တိဆောက်ခဲ့တဲ့အရင်းမြစ်များနဲ့အကောင်ဆုံးပံ့ပိုးပေးခဲ့ကြောင်းလက်သုံးချောင်းထောင်သူများကိုလားစင်စံထောင်ကြီးပိုင်းကျွေးမွေးမြင့်တင်ပေးခဲ့ကြောင်း၃နှစ်နဲ့၄နှစ်တာကာလအတွင်းမှာအင်အားထောင်ချီပေးဆက်အရင်းပြုပေးခဲ့ကြောင်းလက်နက်အကျွေးဒေါ်လာဘီလီယံနဲ့ချီအကျွေးတင်ခဲ့ကြောင်းဆယ်ရနာရှင်နိုင်ငံကိုခေါင်းနဲ့ဝင်တိုက်ပြီး ။ဦးခေါင်းမှာတင်မလောက်သွေးချင်းနေရဲနေကြောင်းဗမာများကဒီဒီခေါ်တာကြောင့်မိယာအရှိန်နဲ့လိုက်ဖို့ဂျိုးပန်းခဲ့ရတယ်လို့၎င်းဟာဆိုပါတယ်။တကယ်တကယ်တစ်ဆယ်နှစ်ခွန်လောက်တော့ဘယ်ဒီဒီမှာလက်တွေ့ပါမလာပဲနောက်ဆုံးကိုတွေပဲအထီးကျန်ရွာကအိမ်သူလေးလိုပါ။လေးရင်ဘုံချဲတန်တင်ကြရတယ်။ရင်ပတ်တွေတပြန်ပြန်ကွဲအထဲနှလုံးတွေနာကျင်ရပါတယ်။ကြီးမရှိဗချက်မရှိဒေစရာလူသူလဲနဲလာတော့မိုးကုန်းနဲ့မိုးမိတ်ကိုညှိပြီးတော့ပြည့်ရရတယ်။ပွဲကမပြီးသေးပါဘူး။ဒါပေမဲ့အစဲတွေကစုံလွန်လာပါတယ်။ မင်းတို့ကြွေးခဲ့လို့လူပြဲလာတဲ့သူတွေမောဘုတ်ကိုပြန်သိမ်းတာမင်းကျင်စမ်းပါလိမ့်။တို့ကိုဆဲလို့မောရင်ဖြစ်ဖြစ်နာနာပြီးဆဲပြီးတော့ဇယနာရှင်ကိုလည်းနာနာပြီးတော့တိုက်ပါလေလို့၎င်းကလူမှုကွန်ရက်မှာဆက်လက်ရေးသားထားပါလိမ့်။ဒါပြင်တော်လန်သူများအတွက် DNA လေးကအမြဲတမ်းတကားပွင့်ထားမှဖြစ်ပြီးလိုအပ်ရင်လာရောက်နားခိုးနိုင်တယ်လို့ DNA လေးမှာဗိုလ်ချုပ်တာဖုံးချော်ကရေးသားထားပါလိမ့်။တဆယ်နှစ်ခုဆက်စင်ရေးတော့မှာဒေနလေးကမိုးခုတ်တီဘောကြောင်မဲနောင်ချိုမိုင်းလုံးမိုင်းငော့မိုးမိတ်နန်းဆန် မန်တုံကိုခိုင်နန်ခမ်းနဲ့နံမတုမျိုးများကိုတင်ပိုက်ရရှိခဲ့ပြီးတော့စစ်တပ်ကကြောင်မဲ့နောင်ချိုတီဘောကိုပြန်လည်တိုက်ခိုက်တင်ပိုက်ခဲ့တာဖြစ်ပါတယ်။ဒါပြင်တင်းနယ်လေးကမိုးကုန်းနဲ့မုံမင်းမျိုးတွေကိုစွန့်လွတ်လိုက်တာကြောင့်မိုင်းလုံးမိုင်းငော်နန်းဆန်မန်တုံကိုခိုင်နန်ခမ်းနဲ့နံမတုမျိုးများသာတရနယ်လေးလက်ထဲမှာကျန်ရှိတော့မှလည်းဖြစ်ပါတယ်။နောက်တစ်ထပ်မှတင်ဆက်ပေးခြင်းတဲ့တင်ကတော့နေပြည်တော် PTA ရဲ့တတွင်းအလောင်းဖြောက်တဲ့အမှုဖြစ်စဉ်စုံခုံဖွဲ့စစ်ဆေးတဲ့တင်ကိုတင်ဆက်ပေးကြပါမယ်။ နေပြီးတော့ PDF တက်ရင်ရှေးရနေမှာတက်တွင်းအလောင်းဖြောက်ခဲ့တဲ့ဖြစ်စဉ်ကိုစေယုံချုပ်ကဆုံခုံဖွဲ့စစ်ဆေးဖို့လုံးနေပြီလို့နေပြီးတော့တိုင်းစစ်ဌာနစေဦးစီးချုပ်ဗိုလ်လဲရာကပြောပါတယ်အခုလိုအလောင်းဖြောက်ဖြက်ကျူးလွန်နေဆိုတဲ့တရင်ရှေးရနှစ်ကဒုတက်ရင်မှုအပါဝင်ဆရာချောင်းခေါ်နိုင်လင်းအောင်နဲ့တခွဲမှုဥက္ကတော်ကိုယာတို့ဖြုတ်သိမ်းပြီးဖမ်းဆီးထားတယ်လို့သိပေးပါတယ်အမှုကိုစေယုံချုပ်စေရေးဌာနကနေပြီးတော့ဆုံခုံဖွဲ့ပြီးဆောင်ရွက်နေပြီဖြစ်ပါတယ်တိုင်းစစ်ဌာနအနေနဲ့ကတော့အမှုမှန်ပေါ်ပေါက်ရေးကို အပြေးဝပူပေါင်းဆောင်ရွက်သွားမှာပါလို့ဗိုလ်လက်ရာကဆိုပါတယ်။အဆိုပါအမှုဖြစ်စဉ်ဟာယခုနေ့အပီလာအတွင်းမှာဒရုံတပ်ဖွဲ့ဝင်ရဲဘော်လွှမ်းမှုကရဲမေတအူပေါ်အာဓမဂျိုးလုံးနဲ့ဆိုတဲ့အကြောင်းရင်းနဲ့ပတ်သက်ပြီးတော့စစ်ဆေးနေတဲ့အချိန်မှာတည်ဆုံးခဲ့တာလို့သိရပါတယ်။အရေးဖြစ်စဉ်ကိုတရင်ရှေးရနှင့်ရဲဘော်ဟောင်းတအူဖြစ်တဲ့ရှိုင်းတကတရလိုပြုတ်လို့ပြီးခေရင်နေပြည်ရဲဌာန KSP နဲ့အမျိုးသားညွှန်ရေးဆိုရကာကွယ်ဝင်ကြီးဌာနတို့ထံတိုင်ကြားစာပေးပို့ခဲ့ပါတယ်။အဆိုပါတိုင်ကြားစာပါအချက်လက်တွေရ ရဲဘော်လွှမ်းမိုးကတရုံတင်တဲ့တက်နေစင်မှာရဲဘော်ဂျူဂျူကိုအာဓမပြူးကျဲမှုဂျူးလုံးခဲ့တယ်လို့စစွဲခံရလို့တရုံတင်တဲ့တာဝန်ခံကရဲဘော်လွှမ်းမိုးကိုတရင်ရှေးရနှစ်ထံပြန်ပိုးခဲ့တယ်လို့ဆိုပါတယ်။အရင်နောက်ဒုတိယတရဲမှုဆရာကျောင်းလို့ခေါ်တဲ့နိုင်လျောင်ကစခန်းရဲ့၆ပောက်မှာနှစ်ညားထက်ပြီးအမုန်းနဲ့ပတ်သက်လို့ရိုင်းနဲ့စစ်ဆေးတာလို့သိရပါတယ်။ရဲဘော်လွှမ်းမိုးရေတောင်းတောက်တဲ့ချိန်မှာတကွဲမှုဥက္ကာကရေဘုံထဲကိုစားဖြော်ပြီးလေရင်းကိုခြေထောက်နဲ့ဖိနှင်းပြီးတော့စားရည်တွေလောင်းချခဲ့တယ်လို့တိုင်ကြားစာမှာတွေ့ရပါတယ်။ အိုင်းနောက်မှာတော့ရဲဘော်လွမ်းမို့ဟာရတဲ့ဒဏ်ရာတွေနဲ့သုံးရမြောက်တဲ့နေ့မှာအဲ့ဒီ၆ပောက်ထဲမှာပဲတည်ဆုံးခဲ့ရပြီတော့သူ့ရဲ့အလောင်းကိုစကန်းရဲ့ပေ300အကွာမှာရဲဘော်၈ဦးကတွားရောက်မြုံနှံခဲ့တယ်လို့ဆိုပါတယ်ယခုလိုရဲဘော်လွမ်းမို့တည်ဆုံးခဲ့တာအလောင်းဖြောက်တာနဲ့ပတ်သက်ပြီးတော့တတွဲမှာရှိတဲ့ရဲဘော်တွေကိုတရဲမှုနဲ့ဆရာချောင်းလို့ခေါ်တဲ့နိုင်လင်းအောင်နဲ့တခွဲမှုဥက္ကတို့ကချိန်ချောက်ခဲ့တယ်လို့တိုင်ကြားတဲ့ရဲဘော်ဟောင်းကတီးပေးပါတယ်ရဲဘော်လွမ်းမို့ရဲ့အလောင်းကို KNB နဲ့ရဲဌာနဂျေးဝါတော်ဝင်ရှိသူတွေက ပြီးခဲ့တဲ့နိုဝင်ဘာလနောက်ဆုံးပတ်ကဒူးပေါ်တို့ရှိခဲ့တာဖြစ်ပါလိမ့်။ဟုတ်ကဲ့ပါခင်ဗျာ။အခုလို့ဆုံးနေနားဆင်ခဲ့တဲ့သတင်းပိတ်သက်များကိုကျေးဇူးအထူးပဲတင်ရှိပါတယ်။နောက်ထပ်ပြတင်းပြပါသတင်းဒေါ်လာရင်ဘက်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။